တော်နန်နေသောနေ့ရက်များပါတော်လန်ကလေးကအားလုံးမင်္ဂလာပါရှင်အခုဖပြပြမှာတော့နောင်ညမှာပြန်ဆွထားတဲ့ Freedom of Free အောင်ဆန်းစုကြည်ကြောက်တရားမှလွတ်မြောက်ရေးအောင်ဆန်းစုကြည်ဆိုတဲ့ဆောက်ထဲကနော်ဝေးနိုင်ငံ Nobel Committee ဥက္ကဋ္ဌမေကွန်းဆိုတဲ့ခေါင်းစဉ်လေးကိုဖပြပေးချင်ပါတယ်နော်ဝေးနိုင်ငံ Nobel Committee ဥက္ကဋ္ဌမေကွန်း1992ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင် အော့စလိုမြို့နယ်ကျင်းပသော1992ခုနှစ်အတွက်နိုဘယ်ညင်းချင်းဆုချင်းမြင်ပွဲခန္ဓာရင်းနော်ဝေးနိုင်ငံနိုဘယ်ဆုကော်မတီဥက္ကဋ္ဌဖရန်စစ်စီဂျာစီဂျာစတစ်ပြောကြားတော်မူကွန်နော်ဝေးဘီရင်မင်းမြန်မိဖုရားကြီးနှင့်အဆွေအောင်ဖွဲ့ဝင်များဂုဏ်သိရရှိလူကြီးမင်းများခမညာယခု ဒီနေရာမှာကျွန်တော်တို့လာရစုဝေးနေကြတဲ့ယူရချက်ကလူခွင့်ရင်းနဲ့ဒီမိုကရေစီအတွက်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဆောင်ရွက်မှုတွေကိုဂုဏ်ပြုပြီးသူမကို1992ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ကြဖို့ပါပဲ။ဒါကြောင့်ခံစားချက်မျိုးမျိုးနဲ့စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်ပေါ်ဖြစ်ပါတယ်။တို့ပဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကိုရိုင်းအခမ်းအနားတို့မတက်ရောက်နိုင်ပေမဲ့ကျွန်တော်တို့အသိမှတ်ပြုပေးထားတဲ့ သူမရဲ့စူးစမ်းအထုတ်မှုတွေကလည်းမပြီးဆုံးသေးပါဘူး။သူမဟာယုံကြည်ချက်တိုင်းတွေ့ပွဲဝင်နေသေးပါပဲ။သူမဟာဥစားနိုင်သွယ်ရှိသလိုတာဝန်ယူနိုင်တဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ညီမပြီးမှယုံကြည်ချက်အတွက်အကျဉ်းဆံဘဝရောက်နေပါတယ်။အောင်ဆန်းစုကြည်ကိုယ်တိုင်ယခုပွဲကိုမလာရောက်နိုင်လို့ကျွန်တော်တို့အားလုံးသူမအတွက်စိုးရိမ်ပူပန်နေကြပါမယ်။သူမမိသားစုခံစားနေရတဲ့တောကမီးတွေနဲ့ရှိရင် တော့ပါလောက်ဆရာမရှိပါဘူး။ဒါကြောင့်သူမရဲ့ခင်မမိုက်ကယ်အရစ်နဲ့မိုက်ကယ်အရစ်နဲ့တူတာကြီးအလက်ဆန်နာတားငယ်ကင်မိုအတွက်အလုံးတရာစာနာမိကြောင်ဥစွာပြောလိုက်ပါတယ်။ကျွန်တော်တို့ဟာတင်းတို့နဲ့ထပ်တူခံစားနေရပေမဲ့တင်းတို့ရဲ့ဇနီးမိခင်ဖြစ်သူကိုသာအော့စလိုအော့စလိုကိုလာရောက်ပြီးနိုဘယ်ဆုကိုလက်ခံခဲ့တဲ့အတွက်ကျွန်တော်တို့အနေနဲ့အများကြီးဝမ်းသာအားရကျေးဇူးတင်ရပါတယ်။ ျွန်တော်တို့ဟာအောင်ဆန်းစုကြည်အတွက်စိုးရိမ်နေကြပေမဲ့ယုံကြည်ချက်နဲ့မျှော်လင့်နေပါတယ်။စိတ်သက်ညီနိုင်ပြီးငြင်းငြင်းယူဖို့အားထုတ်ရမှာစံနမူနာပြတ်ထိုက်တဲ့ပုံကိုယ်တွေရှိပါတယ်။သူတို့ကကျွန်တော်တို့ရယူလို့တဲ့အရာတွေရဲ့သင်္ကေတဖြစ်လာပြီး ကျွန်တော်တို့မှာရှိတဲ့အပြောင်အလဲဆုံးသောစိုးရိမ်တွေကိုလည်းပေါ်ထွန်းလာစေပါတယ်။အောင်ဆန်းစုကြည်ဟာအဲ့ဒီလိုမျိုးပုံကိုယ်မျိုးပါပဲ။သူမဟာလင်းနဲ့ဆိုတာတာဝန်ယူတတ်တယ်လို့ဆွဲတဲ့ဆွဲတတ်သိရှိတယ်လို့ဖြစ်တယ်လို့ ဆွဲတက်တီရှိသူဖြစ်တယ်လို့ရုပ်ကြည်ချက်နဲ့နီလန်တို့ကိုလည်းတသားတဲ့ကြောင်းပေါက်ဆက်ထားသူဖြစ်ပါတယ်။အဲ့ဒီလိုအမြင်မှာပေါက်ဆက်နေတဲ့အရေးကြီးဆုံးအင်္ဂါရဲ့များကတော့လူခွင့်ရင်းနဲ့ဒီမိုကရေစီကိုလေးစားခြင်း၊စေစံညှိနှိုင်းခြင်း၊အကြမ်းမဖက်ခြင်းနဲ့တဦးချင်းဖြစ်စေအပေါင်းစုဖြစ်စေစီကံတည်ဝဲမှုလိုပဲဖြစ်ပါတယ်။အောက်ဆက်စကြည့်တဲ့ဒီကဆန္ဒမူနာထားထစ်လာတဲ့ပုဂ္ဂိုလ်ကြီးတွေကတော့မဟိတမဂန်နီနဲ့သူမရဲ့ဖခင် မြန်မာလူလည်းခေါင်းဆောင်ကြီးအောင်ဆန်းတို့ပဲအောင်ဆန်းတို့ဖြစ်တယ်ဆိုတာကိုသူမကိုရန်ရှင်းရှင်းဝင်ခံထားပြပါပြီအကြမ်းမဖက်လမ်းစဉ်ခေါင်းဆောင်ကြီးမဟေတမဂန္ဒီနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကြားမတူတာတွေရှိပေမဲ့တူနေတဲ့ခံယူချက်တွေရှိတယ်ဒါတွေကတော့စစ်မှန်တဲ့လူလည်းစိတ်ချက်မှန်ကန်တဲ့ဤဝတရားနဲ့သူမဖခင်ကိုအောင်ဆန်းစုကြည်ကိုရန်ရည်ညွှန်းတဲ့စကားနဲ့ပြောရမယ်ဆိုရင်နှစ်ဆိုင်သောယူသားမှုတွေပဲဖြစ်ပါတယ် သူမအတွေးခေါ်ရဲ့ဘိုးဘချမ်းမှာလူခွေရေးကိုနေရာပေးထားတာကြည့်ရင်တကယ်လက်တွေမှာလူကုန်တိတ်ခါကာကွယ်ဖို့လိုအပ်နေပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။လူသားဟာလွတ်လပ်တဲ့လူဖွဲ့စည်းမှာနေထိုင်ခွင့်ရှိုံသာမကရိုးသားလေးစားပိုင်ခွင့်လည်းရှိရမည်ဖြစ်ပါတယ်။ဒါကြောင့်အောက်ဆန်းစုကြည်တိဆောက်ခဲ့တဲ့လမ်းစဉ်ဟာအဲ့ဒီအမြင်ပေါ်မှာအမြင်ဆုံးမြုံမြင်းချက်စစ်ကူးတွေရှိနေသလိုလက်တွေမှာလည်းငင်းချက်နဲ့အယူဝါဒတွေကိုထူးခြားစွာပေါင်းဆက်ထားပါတယ်။ ဒါဟာသူမတဲ့ theory တသက်မဟုတ်ပါဘူး။သူမရဲ့စိတ်ကူးအမြင်တွေကိုလက်တွေ့နိုင်ငံရေးအနေနဲ့ကျင့်သုံးမှလည်းတကယ်ကိုစမ်းဆောင်နိုင်ခဲ့ပါရဲ့။စိစက်နေနိုင်ပြီးငင်းချင်ရေးကိုလက်တွေ့အကောင့်ထဲဖို့ရမှာလုံးဝမရှိမဖြစ်လိုအပ်ချက်တစ်ခုကတော့အကြောက်တရား။အကြောက်တရားကဘလုတ်ကင်းနေဖို့ဒါဘလုတ်ကင်းနေဖို့ပါပဲအဲ့ဒီအချက်ကိုအောင်ဆန်းစုကြည်ကောင်းကောင်းသိပါတယ်သူမရဲ့စာနှန်းတစ်ခုမှာအာနာသာမဟုတ်ပဲကြောက်စင်းကြောက်တာလူသားတိုင်းဖောက်ပြန်တဲ့ကြောင် နေတန်းချီထားပါတယ်မြန်မာပြည်စစ်စိုးရကိုဝေဖန်ရမှာဝေဖန်ရမှာဆေးအနာရှင်တို့ဒီပြည်သူတို့ကိုဥဆောင်ရမည်ဖြစ်တော်လဲသူကိုယ်ရယ်ဖောက်ပြန်ခဲ့ကြပြီးထို့မှအကုသို့တန်တရာလည်နေကြခြင်းဖြစ်သည်ရေးသားထားခဲ့ပါတယ်ဒါပေမဲ့ကြောင်းရခြင်းကင်းကြဖို့ပထမဦးဆုံးတောင်းဆိုထားတာကပြည်သူလူထုဖြစ်ပါတယ်သူမဟာခမရတို့ကျွန်တော်တို့ကိုအကြောက်တရားမရှိဖို့တောင်းဆိုခဲ့တယ်လို့သူမကိုယ်တိုင်ကလည်းကြောင်ရွတ်တုတ်ဆုပ်ခြင်းကင်းကြောင်လက်တွေပြတ်တာခဲ့တယ် ်သူမဟာတနတ်တွင်နဲ့ထိုးစင်ထားတဲ့ကြားကမထီထင်ရှေ့ကိုခြီလာခဲ့တယ်။ဒီလိုတတိမျိုးကိုဘလို့အရာကခံနိုင်ပါလဲ။အဲ့ဒီအချိန်မှာပြစ်မဲ့ကိုယုံယုံသိမ့်လိုက်တဲ့ဘုံမူတယောက်ဖြစ်စိတ်ထဲမှာရောဘလို့ဖြစ်နေမင်း။သူမရဲ့တတိကိုလေးစားတော့တာလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ရက်ဆက်စံချက်မှုနဲ့ဘယ်ရာကိုမှမအောင်နိုင်ဘူးဆိုတာသဘောပေါက်တော့တာလည်းဖြစ်နိုင်ပါတယ်။ အကျန်းဖတ်ခြင်းရဲ့သုံးသုံးသောရန်သူဟာအကျန်းဖတ်ခြင်းပဲဖြစ်ပြီးအကျန်းဖတ်ခြင်းကိုစတင်တိုက်ခိုက်ရမှာအကြောက်တရားကင်းမဲ့ခြင်းဟာအစွမ်းထက်ဆုံးလက်နက်ပါပဲ။ဒါကြောင့်အောင်ဆန်းစုကြည်ရဲ့ရဲရင်ခြင်းဟာအားကျစရာကောင်းသလိုဒါကြောင့်မဲ့သူမဟာ မဟေတမဂန္ဒီနဲ့အောင်ဆန်းတို့လိုစွမ်းထက်တဲ့သင်္ကေတတစ်ခုဖြစ်လာပါတယ်။အောင်ဆန်းဟာလွတ်လပ်ရေးကြိုးပမ်းနေတော့မှပဲအလौကျခံခဲ့ရတယ်။အဲဒီလိုလှုပ်ကြမ်းပြီးအောင်ဆန်းကိုမြမနိုင်ငံရေးကဖယ်ရှားနိုင်လိမ့်မယ်လို့ လှုပ်တဲ့သူတွေကယူဆခဲ့ရင်မှားကြီးမှားသွားပါပြီ။ဘာကြောင့်လဲဆိုတော့အောင်ဆန်းဟာမြန်မာပြည်စီးလုံးညီညွတ်ရေးနဲ့ညီညွတ်ချင်းရဲ့တင်ကြေးတာဖြစ်တယ်လို့အဲဒီကနေဒီမိုကရေစီတပ်ပွင့်ဝင်နေသူတို့အတွက်စိတ်တက်ကြွစရာစံနမူနာဖြစ်လာလို့ပါပဲ။ပြည်သူရဲ့နှလုံးသားထဲမှာအောင်ဆန်းဟာအဲ့ဒီလိုနေရာရထားတာကြောင့်ပဲသူကွယ်လွန်ပြီး240ကြာမှာအောင်ဆန်းစုကြည်တွေနိုင်ငံရေးစင်မြင့်ပေါ်တက်ဖို့လှေကားတက်တွေဖြစ်လာခဲ့ပါတယ်။သူမဟာဖခင်မွေကိုဆက်ခံပြီးညီမပြည်တွင်းလိုက်တာမကအ ကမ္ဘာနေရာဒေတာအနှံ့အပြားအစံဖတ်မှုတွေကိုစတင်ခဲ့တာကြောင့်လွတ်လပ်တဲ့လူအဖွဲ့စီတီထောင်ရမှာခွန်အားရဲ့တင်ငေတာဖြစ်လာခဲ့ပါတယ်။အောက်ဆန်းစုကြည်ရဲ့ရဲရဲချင်းနဲ့မြန်မာရဲ့မျော်မှန်းချက်တွေဟာခင်ဗျားတို့ကျွန်တော်တို့လူသားမန်တွေထက်အားကျစေလောက်ပြီးကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းရည်တွေကို ပေါ်ထွန်းလာဖို့တွန်းအားလည်းဖြစ်ပါတယ်။ အနာဂတ်ကိုယုံကြည်ဖို့အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတွေလိုအပ်နေပါတယ်။ဒါဟာ tụma ရဲ့အာထုံမှုအတွက်ခိုင်မာတဲ့သင်္ကေတဖြစ်ပြီး tụma ကိုမတရားလုပ်တဲ့အခါတိုင်းကျွန်တော်နှလုံးသားထဲမှာတမြန်တနိုးတိမ့်ထားတဲ့အရာကိုစော်ကားလိုက်စော်ကားခံလိုက်ရသလိုခံစားကြရပါတယ်။နေမှာအတင်းချခံထားရပေမဲ့အောက်ဆက်စုကြည်ဟာမျှော်လင့်ချက်ရောင်ကြီးဖြစ်တယ်လို့သူမရဲ့ရှိခြင်းကပဲကောင်းခြင်းမင်္ဂလာတရားရဲ့အစအကိုကျွန်တော်တို့အားလုံးပို့လို့သာယုံကြည်လာကြပါရဲ့ အောင်ဆန်းစုကြည်ကို1945ခုနှစ်တွင်မွေးဖွားပြီးနှစ်နှစ်ရွယ်1948မှာသူမဖခင်ဘိုးချုပ်လုတ်တန်ခံခဲ့ရတဲ့အတွက်ဖခင်ကိုကောင်းကောင်းသိကျွမ်းခဲ့တယ်လို့မဆိုနိုင်ပါဘူး။မိခင်ဟာတတမန်တယောက်ဖြစ်တဲ့အတွက်နောက်ပိုင်းကာလတွေမှာနိုင်ငံသားတိုက်မိတွေမှာနေထိုင်ရင်းပညာလေ့လာခဲ့ရတယ်။1969ခုနှစ်မှာ Oxford Seehof College ကနိုင်ငံရေးပညာဓာတ်သိနှာနဲ့တဒနီကနေဘောဂဗေယပညာရည်တွေကိုသင်ယူခဲ့ပြီးပွဲရခဲ့ပါတယ် 1969ခုနှစ်ကစာမေကူလာတမကသူမူကူလာတမကမှာနှစ်နှစ်မြအလုပ်လုပ်ကငယ်ပြီး1982ခုနှစ်မှာတော့တိဘက်ဗုဒ္ဓဘာသာပညာရှင်မတ်ကဲအရစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ဘူတန်နိုင်ငံမှာခေတ္တနေထိုင်ခဲ့ပြီး1985ခုနှစ်ဝင်းကျင်မှာအော့စဘုတ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူမဟာကလေးနှစ်ယောက်ရှိတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပေမဲ့ပညာရေးကိုဆက်ပြီးလိုက်စားခဲ့ပါတယ်။ညီမသမိုင်းနဲ့စာပေကိုအထူးကထားပြီးလေ့လာပြီး ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်နှင့်အိန္ဒိယနိုင်ငံအစိမ့်သုတေသနဌာနတွေမှာဧည့်သည်တော်ပညာရှင်ဖြစ်လေ့လာခဲ့တယ်။ဒါပေမဲ့1988ခုနှစ်ရောက်လာချိန်မှာတော့လန်ဒန်တက္ကသိုလ်အရှေ့ပိုင်းနဲ့အာဖရိကကြီးရလေးလာရေးဌာနမှလေးလာတင်ကြားမှုတွေကိုရပ်ပြီးရန်ကုန်ကိုအရေးတကြီးထွက်ခွာသွားခဲ့ရပါတယ်။ဒါကြောင့်ပြမအနေထားအလုံးဟာသူမကိုယ်တိုင်ပတ်ဝန်းပတ်သက်လာတော့မြေ88ခုနှစ်အရေးတော်ပုံကြီးတွေရည်ရွယ်ခဲ့ခြင်းမရှိသလို ထင်နေရပေမဲ့သူမအနေနဲ့ကောင်းစွာပြင်ဆင်ထားပြီးဖြစ်ပါသည်။မြမလူလူရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးအမြဲတမ်းရင်လင်းနေတဲ့တာဒကရရှိပါတယ်။ဒီနေ့ဒီမှာမြမပေကို သူမပြန်ရပြန်ရွယ်ရှိကြောင်းနဲ့အဲ့ဒီအခါမျိုးမှာခင်မွန်းတဲ့ကထောက်ခံအပေးဖို့ကတိတောက်ခံခဲ့တဲ့အကြောင်းသူမခင်မွန်းကပြောပူပါတယ်။ အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံခေတ်သစ်သမိုင်းကိုအဓိကထားလေ့လာခဲ့ပြီးဒီမှာဖခင်ပအဝင်ပတ်ပအဝင်ခဲ့တဲ့အခန်းကဏ္ဍကိုပိုးပြီးအယုံဆိုင်ခဲ့တယ်။ဒါဟာနိုင်ငံရေးတာဝန်တွေကိုဒီမှာယူရမယ်ဆိုတဲ့သဘောနဲ့ဖခင်နေရာကိုဆက်ကံမှုအခိုင်အမာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဂျပန်ကိုသွားတယ်ဆိုတာကလည်းသွားတယ်ဆိုတာကလည်းဖခင်ချင်းလန်းတွေနဲ့ထက်ချက်မကွာလိုက်နေတယ်လို့ပါပဲဒုတိယကမ္ဘာစစ်တွင်းကအောက်ဆက်ဟာဂျပန်မှာစစ်ပညာသင်ပြီးဗမာလွတ်လပ်ရေးတပ်မတော်ကိုဖွဲ့စည်းခဲ့ပါတယ် မြန်မာပြည်ကိုဂျပန်နေကျူးကျော်လာတဲ့အခါဂျပန်တပ်တွေနဲ့အတူပါဝင်လာခဲ့ပေမဲ့နောက်ပိုင်းမှာဂျပန်ကိုတော်လန့်ပြီးမဟာမိတ်တွေကိုကူညီတောင်းကူညီပေးခဲ့ပါတယ်။စစ်ပြီးနောက်ပိုင်းဗြိတိရှားအစိုးရနဲ့အောက်ဆက်လို့ဆက်ဆက်ညီနိုင်ပြီးနောက်ဆုံးလွတ်လပ်ရေးရခဲ့တယ်။အဲ့ဒီမှာလည်းအောက်ဆက်စုကြည်ကနိုင်ငံတကာနိုင်ငံလွတ်လပ်ရေးရစဉ်ရလာတဲ့ဖြစ်စဉ်နဲ့နိုင်ငံရေးကိုထိန်းကုပ်ပေးတဲ့အမြင့်ဆုံးမျှော်မှန်းချက်တွေကိုလေ့လာဖို့အရေးကြီးတယ်ဆိုတာသဘောပေါက်နေပါတယ်။ ။ဒါကြောင့်လဲဆိုရင်မြန်မာနဲ့အိန္ဒိယတို့ရဲ့ကိုလိုနီအတွေ့အကြုံနဲ့အသိပညာဖွံ့ဖြိုးပုံတိုးတက်ပုံတို့ကိုတိုင်းရှင်းလေ့လာထားတဲ့သူမရဲ့စာတမ်းကအင်မတန်စူးစားထက်မြက်ပြီးမြန်မာယဉ်ကျေးမှုဓလေ့ရဲ့ထူးခြားလက္ခဏာတွေကိုတင်ပြထားပါတယ်။တမိုင်းမွေနေဆိုတာကအရေးကြီးပါတယ်ကိုဟာဘလို့ယဉ်ကျေးမှုဘလို့ဓလိထုံးနဲ့မှာပအဝင်တလဲဆိုတာကိုဘာသာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်အောင်ဆန်းစုကြည်ဟာယဉ်ကျေးမှုအမျိုးသားလက္ခဏာတွေကိုဂရုတစိုက်လေ့လာပြီးသူမကိုယ်တိုင်အမျိုးသားယဉ်ကျေးမှုနဲ့ညီနေထိုင်မှုစူးစမ်းခဲ့ပါတယ် အဲ့ဒီလိုကိုယ့်ရဲ့ယက်တီချက်ကိုနည်းနည်းချင်းချင်းသဘောပေါက်တာဟာနိုင်ငံရေးရာအထုတ်ကျွမ်းမတဲ့နေရာမှာအင်အားတစ်ခုဖြစ်လာပါတယ်ဒီမှာထူးခြားမှုတစ်ခုက1988ခုနှစ်တွင်ရန်ကုန်ကိုအောင်ဆန်းစုကြည်ပြန်သွားတဲ့အကြောင်းရင်းကနိုင်ငံရေးကိစ္စမဟုတ်ဘူး။သူမမိခင်ကြီးရုတ်တရက်နာမကျန်းဖြစ်နေလို့ပါ။ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီအချိန်မှာသပိတ်တပ်ပွဲချုပ်ကို လုံတင်းရဲတွေကအစက်မဖြုတ်ခွင့်လို့လူပေါင်း200ကျော်တေဆုံးခဲ့ပါပြီ။ အဲ့ဒီလိုမိခင်ကြီးကိုပြူစုရေးတပိတ်တိုက်ပွဲတွေဆက်လက်ဖြစ်ခဲ့ရတာအချိန်တွေတခုမှာသူမပြောသလိုဒုတိယကျင်းအမျိုးသားလွတ်လပ်ရေးတိုက်ပွဲမှာရှေ့တန်းကပါဝင်မှုဆုံးဖြတ်လိုက်ပါတယ်မြန်မာပြည်မှာ1962ခုနှစ်တကတချင်းဆရာနာသိမ့်ပြီးနောက်လူတို့ကိုအာနာရှင်တို့ကဆက်လက်ဖိနှိပ်ချုပ်ချယ်လာရတာက1988ခုနှစ်မှာလူတို့အုံကြောက်မှုကြီးဖြစ်လာပါတယ်။1988ခုနှစ်ဧပြီလမှာအခြေအနေကမတင်မကျဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာအောက်ဆန်းစုကြည်ကတာဝန်ရှိအစိုးရ ာနာပိုင်တွေစီကိုအိတ်ဖွဲ့ပေးစာတစောင်ရေးပေးပြီးလက်ရှိအစိုးရအနေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကျင်းပနိုင်သည့်အထိဦးဆောင်တော်ဘူးဆိုရင်ရဟန်းရှင်လိုပေါင်းရိုးသေးလေးစားမှုတို့ဖြင့်အတိုင်းအမြန်ကကွန်မြူနတီရဖွဲ့ပေးသီးပေးဖို့အကြံပြုတင်ပြခဲ့တယ်တို့ပြင်းနှစ်ဖက်လုံးနေပြန်အကြံဖက်တာမျိုးမလုပ်ဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်ပေးဖို့လည်းတောင်းဆိုခဲ့တယ် အဲ့ဒီနောက်လာနေငယ်ကြအော်ဂိုလာ26ရက်နေ့ရှီဒဂိုစီတီတော့နောက်ဖတ်မှုမှာမေကွန်းပြောကြရမှာထောင်ပေါင်းမြောက်သောလူလူပြည်သက်ကြီးလာရောက်နှောက်ထောင်ခဲ့ကြပြီးအဲ့ဒီမှာသူမကလူ့ခွင့်ရေးဒီမိုကရေစီရေးနဲ့အကျိုးမဖက်ရေးစတဲ့မူတွေပေါ်မှာအခြေခံတဲ့နိုင်ငံရေးလမ်းစဉ်တရက်ကိုချပြခဲ့တယ်ဒါပေမဲ့ဆရာနာပိုင်းတွေကအရက်တော်တော်ကြာကြာခြေမကင်မိလက်မကင်မိဖြစ်နေရတာစတေမာလာ၁၈ရက်နေ့မှာတော့လက်နက်ကင်တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကန်တပ်ဖွဲ့ဝင်တွေနဲ့ပဲလူမှုအုံကြွမှုကိုအကြမ်းဖက်ဖြိုခွင်းလိုက်ပြီးနိုင်ငံတော်ညှိဝှက်ပြပြမှုတိစောက်ရေးအဖွဲ့နာဝတကိုဖွဲ့စည်းလိုက်ပါတယ်အဒီနောက်မှာတော့ဆေးအုပ်ချုပ်ရေးဥပဒေကိုတုံ့ပြုပြီးဒီမိုကရေစီအင်အားစုတွေကိုတရမတ်တန်အရေးယူအပြစ်ပေးနှိပ်စက်ပါတော့တယ်။ဒါပေမဲ့နိုင်ငံရေးပါတီတွေကိုပိတ်ပင်တာမျိုးရှိပါဘူး။နာဝတာအစုဖွဲ့စည်းပြီးမကြမီပါပဲအောက်ဆက်စုကြီးရဲ့တိုက်ခန့်ခေါင်းဆောင်ချုပ်ဟာ မြို့သားဒီမိုကရေစီအဖွဲ့ကိုတီထောင်လိုက်ပြီးစစ်တပ်ကချင်းချောက်အကြက်ကင်နေတဲ့ဂျာကနိုင်ငံရေးလှုပ်ရှားမှုတွေကိုဆူဆူရှဲရှဲဆူဆူရဲရဲဆက်လက်လုပ်ကင်လာပါတယ်။သူမဟာတိုင်းပြည်ကိုတိုင်းနှပြည်လုံးကိုလှဲပြီးပြည်သက်ထောင်မများစွာပအဝင်လိုက်နိုင်ငံရေးအစည်းအဝေးပွဲကြီးတွေကျင်းပနိုင်ခဲ့တယ်။အဲ့ဒီမှာထူးခြားမှုတစ်ခုကတော့ COA ခီးစဉ်တခြားမှာဟိုးရခိုင်တွေကတင်းမြတ်ခြင်းမရှိတဲ့တိုင်းရင်းသားအလုံးကိုသူမဟာတင်သွင်းနိုင်ခဲ့တာပါပဲ။ မမင်းရဲ့အောင်ဆန်းစုကြည်ရဲ့အရှိန်အဟုန်နဲ့ဂုံတိတ်ခါတော့ဆက်ဆွေးရဟာသူမဖို့အရေးယူဖို့အချိန်တော်တွန်းဆုံနေရပါ1989ခုနှစ်ဇွန်ဇူလိုင်လမှာသူမကိုနေအိမ်မှာဖမ်းဆီးလိုက်ပြီး1990ခုနှစ်မှာ90ခုနှစ်မေရွေးကောက်ပွဲတွေကိုကျင်းပပေးခဲ့တယ်ဒါပေမဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပဲအမတ်180ရာခိုင်နှုန်းကျော်နဲ့အောင်ပွဲခံခဲ့ပါတယ်ဒါဟာအောင်ဆန်းစုကြည်ရဲ့အောင်ပွဲကအောင်ပွဲဆိုတာလူတိုင်းကသိပါတယ် ဒါဆိုရင်နာဝတအစိုးရရွေးကောက်ပွဲတွေကိုဘလို့လွတ်လပ်စွာကျင်းပခွင့်ပေးခဲ့တာလဲသူတို့တွတ်ချက်မှုရဆိုရင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအခုလိုတောင်မျိုးကမ်းမျိုးအောင်မျိုးအောင်မွေးမျိုးရလိမ့်မယ်လို့မတွက်ထားတာမျိုးလည်းဖြစ်နိုင်တယ်မဲကွဲသွားရင်ဥပဒေကသူတို့အာဏာဆက်ယူဖို့လမ်းပွင့်သွားပြီလို့ထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီလိုကလင်ကကျစ်အစိုးရမျိုးတွေရင်ဆိုင်ရတဲ့ပြဿနာကသူတို့ကိုသူတို့လိမ်တင်နေမှာပဲသူတို့ပြန်ပိတ်မိနေရပါပဲ ။ဒါကြောင့်နောက်ဆုံးမှနဝတရွေးကောက်ပွဲရလက်ကို ပြောင်းပြန်ညှင်းလိုက်တယ်။ပြောင်းညှင်းလိုက်တာပါပဲ။ဒါပေမဲ့တစ်ဖက်မှာနဝတရဲ့အုပ်ချုပ်မှုကတရားဝင်မှန်ကန်မှုမရှိပေမဲ့အာဏာဆက်ယူထားသလိုတရားဝင်မှန်ကန်မှုမရှိတာကြောင့်လည်းရက်ဆက်စံကျွတ်တဲ့လုပ်ရက်တွေနဲ့တရားလက်လို့ရန်ကျင်တာရန်နေခဲ့ပါတယ်။ဒါကြောင့်မဲကဘာလူခွေရေးကြီးကနဝတအစိုးရဟာကဘာပေါ်မှာအဖိနှိပ်ဆုံးအစိုးရဖြစ်တယ်လို့အစီရင်ခံခဲ့တာဖြစ်ပါတယ်။လူခွေရေးဆိုင်ရာကိစ္စများနဲ့ပတ်သက်ပြီး အာထုတ်ကျိုးပန်းသူအာထုတ်ကျိုးပန်းနာတွေကိုအတိအမှန်ပြုတဲ့အနေနဲ့နိုဘယ်ဆုကော်မတီကလွန်ခဲ့တဲ့ဆေးရဆုညဆော်တွေကညီငယ်နိုဘယ်ဆုကိုချီးမြှင့်လာခဲ့ပါတယ်လူသားအလုံးဘဝရှင်သန်ရေးနဲ့လေးစားထိုက်တဲ့အခွင့်အရေးတွေကိုအတိမတ်ပြုခြင်းဟာငြိမ်းချမ်းရေးရဲ့အခြေခံလိုအပ်ချက်ဖြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုကိုဆင်းမြင်ခဲ့တာဖြစ်သလိုအခြားရည်ရွယ်ချက်တွေကတော့လူခွင့်ရဲ့အယူဆဆိုတာအခြေခံအဖြစ်အနောက်တိုင်းနဲ့တာမသက်ဆိုင်မဲ့ယဉ်ကျေးမှုအလုံးအတွက်ဖြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်ပါပဲ အဒီကိစ္စနဲ့ပတ်သက်ပြီးအောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီရှာပုံတော်စာတမ်းကအစာပိုင်းတစ်ပိုက်ကိုတင်ပြလိုက်ပါတယ်။တရားမျှတမှုမရှိသောနေရာတွင်ယုံကြည်ရသောငြိမ်းချမ်းရေးလည်းမရှိနိုင်။ငြိမ်းချမ်းရေးခုသည်အတိုက်ခံအားလုံးရင်ကုန်နှုတ်ဆက်ရင်ကုန်နှုတ်ပိတ်နေရမည်ဟု၍၎င်းလုံခြုံရေးခုသည်မိမိတို့အာဏာတည်မြဲရေးအတွက်တိကျတည်ကြအောင်လုပ်ကိုင်ခြင်းဖြစ်သည်ဟု၍၎င်းအမြင့်ကျင်းမြောင်းသူတို့ကအတိတ်ပဲ ပြန်ဆိုကြကုန်သည်ဖြစ်၍၎င်းတို့သာလျှင်လူခွင့်ရည်သည်ငင်းကြင်းရင်းနှင့်လုံခြုံ၏ခြေကံလိုအပ်ချက်ဖြစ်သည်ဆိုသောအချက်ကိုငင်းကွယ်နေကြပါသည်ညီမတို့သည်ငင်းကြင်းရင်းနှင့်လုံခြုံ၏သဘောကိုအေးမြသောအရေးနှင့်ထပ်တူပြုတတ်ကြပါသည်တပင်အရေးသည်အေးမြ၏၎င်းထက်မိဘအရေးသည်အေးမြ၏၎င်းထက်ဆရာသမားအရေးသည်အေးမြ၏၎င်းထက်မင်းအရေးမင်းအရေးသည်အေးမြ၏သို့သောဗုဒ္ဓရှင်ဖျား၏အရေးကအေးမြဆုံးဖြစ်သည် သူဖြစ်ပြီးပြည်သူပြည်သားတို့အတွက်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးဟူသောအေဂျင်စီအရေးအဝါကိုတောက်ဖို့ပေးဆပ်နိုင်မှုဆိုရင် အုတ်ချုပ်သူတို့သည်ဗုဒ္ဓရှင်တော်မြတ်ဩဝါဒအဆုံးအမတို့ကိုတင့်ဆောင်ရမည်။ဗုဒ္ဓ၏အဆုံးအမများတဲ့တစ္ဆာရှိခြင်းတရားဓမ္မကိုစောင့်ထိန်ခြင်းနဲ့ဂျူနာစိတ်ထားရှိခြင်းတို့အဓိကပါဝင်ရာဆိုခဲ့သလိုအရေးချင်းများပြည့်ဝသောအစိုးရတည်းရဲ့ပေါ်ထွန်းလာရေးအတွက်ရှေ့ရှု၍မြန်မာနိုင်ငံသားတို့ကဒီမိုကရေစီတက်တိုက်ပွဲဝင်နေခြင်းဖြစ်ပါသည်။ မိမိတို့နိုင်ငံတည်းမှာနိုင်ငံရေးအရာဖိနှိပ်အကုတ်ညက်အကုတ်ညက်ခံခဲ့ရတဲ့အတွက်ငြင်းချင်းနိုဘယ်ဆုကိုပိုင်ရကရှင်ကိုရန်တက်ရောက်လာမြူနိုင်တာဟာသူယခုအချိန်ဟာဦးဆုံးချိန်မဟုတ်ပါဘူး1963ခုနှစ်ငြင်းချင်းဆုရှင်ကာဘိုအစီအစကီယာဟာဟစ်တလာရဲ့အချင်းအချင်းစခန်းတစ်ခုမှာအတင်းသာဖြစ်နေရတဲ့အတွက်ရောက်မလာနိုင်ခဲ့ပါဘူးဒီလိုပဲ indro indro အင်ဒရီစာကာဘရနီလဘဝီစာရုဝီစာရုအလဲမှာလည်းမရောက်လာနိုင်ခဲ့ကြပါဘူးကောဘွန်အိုစီအစကီကနာစီတွေလက်ထဲမှာတည်ဆုံခဲ့ရပေမယ့်အင်ဒရီစာကာရနီ လဘူဝေစာတို့ကဂရေစာတို့ကတော့သူတို့ရဲ့အထုတ်မှုအသေးအပွင့်တွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။အောက်ဆက်စကြီးဟာလည်းသူတို့လိုမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ဒါပေမဲ့ညီငယ်ရေးဆုရှင်ကိုယ်တိုင်လာရောက်မယူနိုင်တာမျိုးဟာဒုတိယကြိမ်နောက်ဆုံးဖြစ်လိမ့်မယ်လို့မမျှော်လင့်နိုင်တာကိုလည်းကျွန်တော်တို့နားလည်ထားပါတယ်။ကျွန်တော်တို့နေထိုင်ရာကဘာကြီးမှာငင်းကြင်းနဲ့စစ်စစ်နှိမ့်နှိမ့်ချင်းဟာတစ်ချိန်နဲ့မရနိုင်တာကိုလည်းသတိပြုမိကြပါရဲ့ တဖက်ကလည်းကျွန်တော်တို့အတိမတ်ပြဋ္ဌာန်းထားတဲ့စံတွေကိုမလျှော့နိုင်ကြပါဘူး။ဒါကြောင့်ကျွန်တော်တို့ဟာပိုကောင်းမွန်တဲ့ကမ္ဘာလောကကြီးကိုအလိုရှိတယ်ဆိုရင်ယခုတက်ပို့ပြီးနိုကြာတက်ကြဖို့တိုက်ညွတ်ခြင်းကင်းဖို့အောင်ဆန်းစုကြည်ပြောသလိုနှက်ရှိုင်းသာရိုးသားကြဖို့ကျွန်တော်တို့စူးစမ်းကြရပါလိမ့်မယ်။အထူးသဖြင့်ကျွန်တော်တို့တအူးချင်းစီထက်အာနာလက်အာနာလက်ကင်ထားသူတွေအနေနဲ့အလေးနဲ့ လိုင်းနာကျင့်ကြံမှုလိုပါတယ်။အောင်ဆန်းစုကြည်လိုရိုးသားနှိမ့်ချပြီးအကြောက်တရားကင်းကြမယ်ဆိုရင်ယခုတည်းညီချင်းစရာကောင်းတဲ့ကမ္ဘာလောကကြီးဖြစ်လာမယ်ဆိုတာကျွန်တော်တို့လေးနဲ့စွာယုံကြည်ပါကြောင်းပြောကြရင်ညီကုန်းချုပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မနှင်းစုပါရှင်။